သူ့ကိုယ်သူယေရှုလို့ထင်နေတဲ့လူကြီးကတကယ်ပဲယေရှုအဆက်လားအားလုံးမင်္ဂလာပါကျွန်တော်တို့ရဲ့ Nolo City Channel လေးကနေပြန်လည်ကြိုဆိုလိုက်ပါတယ်ဒီနေ့မှာတော့ကျွန်တော်တို့ရဲ့ Channel မှာယေရှုအဖြစ်နာမည်ကြီးနေတဲ့လူတယောက်အကြောင်းကိုတင်ဆက်ပေးသွားမှာပါဗီဒီယိုလေးမစရင်ပါကျွန်တော်တို့တင်နေမြောက်ကိုသိအောင် Channel လေးကို Subscribe လုပ်ထားပေးဖို့အတွက်တောင်းဆိုချင်ပါတယ် Subscribe လုပ်ပြီဆိုရင်တော့ဗီဒီယိုလေးကိုဆက်ကြည့်လိုက်အောင်ဗျာဒီကတော့အာဖရိကကမ်းညဒေသမှာနေထိုင်တဲ့လူမဲလူမျိုးအမျိုးသားတအုပ်ပဲဖြစ်ပါတယ် ဒီမျိုးသားရဲ့နာမည်ကတော့ဘသူဘဲဝါဆိုတာမသိပါဘူးအဲ့ဒီအစားကလူတိုင်းလူတိုင်းကသူ့ယေရှုအနေနဲ့ပဲသတ်မှတ်ကြပြီးတော့ယေရှုလိုပဲခုံဆူကြပါတယ်သူကိုယ်တိုင်ကလည်းသူ့ကိုယ်သူယေရှုဝင်စားတယ်ဆိုပြီးတော့သတ်မှတ်ထားခဲ့တာပါသူနေတဲ့မြို့ကတော့ကမ်းညားမြို့တစ်မြို့ပါပဲဖြစ်ပြီးတော့လူသိမ့်မများတဲ့မြို့ငယ်လေးတစ်မြို့ပါပဲဒီလူကတိတ်မကြခင်ကပဲ TikTok ကနေတစ်ဆင့်ယေရှုဆိုပြီးနာမည်ကြီးလာခဲ့တာဖြစ်ပါတယ်အဲ့လိုဆိုလို့အာဗလာအချောင်ပေါင်းလို့တော့မထင်ပါနဲ့သူ့ကိုယေရှုဖြစ်ယုံကြည်ကြတဲ့သူလည်းအတော်များပါတယ် အခုဆိုရင် လူသန်းနဲ့ချီပြီးတော့သူ့ကိုယေရှုဖြစ်ယုံကြည်နေကြတာပါဒါပေမဲ့လည်းယုံကြည်သူတွေရှိတယ်လို့မယုံကြည်တဲ့သူတွေလည်းရှိပါတယ်တချို့ဆိုရင် သူ့ကိုလူလိန်လို့ပြောကြပြီးတော့တချို့ကတော့အပလာကောင်လို့ပြောပါတယ်တချို့ဆိုရင် သူ့ကိုယေရှုတော်ကဖြစ်ခဲ့တယ်လို့မျိုးလက်ဝါးကက်တိုင်မှာအပြစ်ပေးပြလိုက်ရမှာဆိုပြီးတော့တောင်းပြင်းပြင်းထန်ထန်ဝေဖန်ကြသူတွေတောင်ရှိပါသေးတယ်ဒါပေမဲ့ဒီကောက်ချက်တွေကိုဒီလူကတော့မမှုပါဘူးသူကတော့မမှုတဲ့အပြင်လူသားတွေကသူ့ကိုဒီလိုပြောတာအဖအဖျားသခင်အတွက်တောင် အမဲရစရာတခုဖြစ်လာသေးတယ်လို့ပြန်ပြောခဲ့ပါတယ်။မိတ်ဆွေတို့လည်းသူ့ကိုတွေ့ချင်သဘောဆိုရင်အာဖရိကကမ်းခြားဒေသမှာသွားတွေ့နိုင်ပါတယ်။သူစီသွားတဲ့လမ်းကတော့အဲ့လောက်ချောမွေ့မနေဘဲနဲ့ရှုပ်ထုံနေပါပါ။ဒါပေမဲ့လည်းမြန်မာနိုင်ငံသားတယောက်အနေနဲ့တော့ရှုပ်ထုံတာတော့မမှုလောက်ဘူးဖြစ်ပါတယ်။ရွာထဲရောက်ပြီဆိုရင်တော့တရွာလုံးရဲ့ထူးဆန်းမှုမန္တမြတွေကိုတွေ့ရတော့ပါပါ။ရွာထဲမှာလူတိုင်းလူလူကပျော်ရွှင် မြူးတူးနေကြမှာပဲဖြစ်ပါတယ်။တရားပွဲတော့လောက်ကြပြီဆိုရင်လည်းတန်းစီပြီးဒရန်ပြီးတာရင်ဘုံတီးတာရင်ပေါအောင်ပါပါ။ ဲ့လိုတင်းမုတ်တွေစားလာပြီဆိုရင်တော့ပထမအဦးဆုံးအနေနဲ့ခဲရောင်ဝတ်ထားတဲ့အမျိုးသမီးကြီးမြေကြီးပေါ်ထိုင်ချပြီးထူးဆန်းတဲ့အပြုတ်မှုတွေလုပ်နေရအောင်တွေ့ရပါမယ်။ပြီးရင်တော့အဝါရောင်ဝတ်ထားတဲ့အမျိုးသမီးကနားလျာခက်တဲ့သချင်းတွေဆိုတာကိုတွေ့ရပါမယ်။အဲ့နောက်မှာတော့ယေရှုလို့ခေါ်တဲ့ဒီပုဂ္ဂိုလ်ကတမန်ကျမ်းစာကြီးကိုင်ပြီးတော့ကျမ်းစာတွေရွတ်ဖတ်နေရအောင်တွေ့ရပါမယ်။ဒါတွေကတော့သူတို့ရဲ့ဖျားသခင်အတွက်ပူဇော်ပသနေကြတာပါ။အမှန်တော့အဲ့ဒီယေရှုဆိုတဲ့ပုဂ္ဂိုလ်ကတမန်တော့မဟုတ်ပါဘူး။ သူစန်းနေတာတော့တော့လဝါကတ်တိုင်ပုံဒေချာပေါက်ဆွဲရမယ်လို့တွေးပြီးစာအုပ်ပေါ်ချဆွဲခဲ့ချိန်မှာဒီလောကကြီးကိုစွန့်ခွာခဲ့ရတယ်လို့ခံစားရတယ်လို့ဆိုပါတယ်။အဲဒီချိန်မှာပဲသူနားနာကပ်ပြီးတော့အတန်တစ်ခုလည်းကြားရပြန်ပါသေးတယ်။အဲဒီအတန်ကတော့ဘုရားသခင်ရဲ့အတန်ဖြစ်မယ်လို့လည်းဆိုခဲ့ပါသေးတယ်။အเจ้าကတော့အဲဒီအတန်သူ့ကိုပြောခဲ့တဲ့စကားကချစ်သားမင်းကငါရှင်သွားအမှုထမ်းမဲ့သူပဲလို့ပြောခဲ့တာဖြစ်လို့ပါပဲ။ဒါကတော့သူ့အတွက်အထူးစံဆုံးကိစ္စတော့မဟုတ်ပါဘူး။ ဒီရက်ပုံပြီးတော့ဒူးဆန်းတာကသူ့အသက်12နှစ်အရွယ်မှာဖြစ်ခဲ့တဲ့အဖြစ်ပြက်တစ်ခုပါသူ့အသက်12နှစ်အရွယ်တော့သူ့စီကိုနတ်သမီးတမန်တော်တွေနတ်သားတမန်တော်တွေလာလည်သွားတယ်လို့ဆိုပါတယ်အဲ့ဒါအပြင်သူ့ကိုမကြောက်မှုနဲ့သူကယေရှုဝင်စားတာဖြစ်လို့လူသားတွေအတွက်အမှုထမ်းမှုပြောသွားကြတယ်လို့လည်းဆိုပါသေးတယ်ဒါတွေကတော့သူ့ပြောတဲ့စကားတွေပါဒါကြောင့်အမှန်လားမှားလားတော့ကျွန်တော်လည်းသိချာမသိပါဘူးဒါပေမဲ့သူ့မျိုးမှာနေတဲ့ယုံကြည်သူတွေကိုမေးကြည့်တဲ့အခါမှာတော့လူတိုင်းစီကနေမက်ချက်ကောင်းတွေပဲရခဲ့ပါတယ် အမျိုးသမီးတယောက်ကလည်းသူနေမကောင်းဖြစ်တော့ကကိုမဝင်ပြီးစေးရုံအမျိုးဆုံးသွားခဲ့တာတောင်မတက်တာလာခဲ့ကြအောင်ဒါကြောင့်သူ့မိသားစုကသူ့ကိုယေရှုဆိုတဲ့လူပို့ခဲ့ကြအောင်အဲ့ဒီလူကသူ့အတွက်ဆုတောင်းပေးတဲ့ခါမှာတော့ဆုတောင်းပွဲနေပါနဲ့ပြန်လည်노ထလာခဲ့ပြီးတော့အပြည့်အဝကောင်းစားကြောင်ပြောပြပါတယ်ဒါတွေပဲလို့ဆိုတော့မဟုတ်သေးပါဘူးမျိုးရဲမှာရှိသမျှလူတိုင်းဖျားပြီးဆိုရနဲ့စေးကမသွားပဲသူ့စီပဲသွားကြနောက်ကိုစွမ်းတယ်လို့ဆိုပါတယ်သူလမ်းလျှောက်ထွက်ပြီးလူများတဲ့နေရာသွားရင်လည်းအဲ့ဒီနေရာမှာရှိတဲ့လူတိုင်းသူ့ကိုလာလို့ဆက်ကြပြီးတော့ မသိရင်တမရလူတော်ထင်ကျင်စရာပဲဖြစ်နေပါပြီ။ဒါကြောင့်ပဲဆယ်လီတယောက်ကသူ့ကိုလူတွေကြားနေရင်ဘာလို့ဟုတ်ပန်းတိုင်ရှိလဲလို့မေးပါတယ်။သူ့ဖြေရတော့ကဘာပေါ်မှာရှိသမျှလူတိုင်းကိုကောင်းရဲ့ပုံစံခေါ်သွားနိုင်ဖို့ဆိုတာပါပဲ။အဲ့ဒါအပြင်ဒီလူကတမချမ်းသာတွေကိုလူတွေဖက်တဲ့ကြောင်းနဲ့တီလာ၁၀ပေါင်းလည်းဘသူမဆိုစောင့်ထိန်တဲ့ကြောင်းကိုတရားရီပါအောက်ပေးခဲ့ပါသေးတယ်။သူပြောတာကတော့လူသားတွေကအဲ့ဒီတီလာ၁၀ပေါင်းပါလုံးဝမစောင့်ထိန်နိုင်ကြဘူးဆိုရင်ကောင်းကင်ဘုံဘလုံးဝရောက်နိုင်မှာမဟုတ်ပါဘူးကေ အဲ့ဒါအပြင်မူရင်းတမာကျန်းစာကိုပါဖတ်တဲ့ကြောင်းနဲ့အဲ့ဒီကျန်းစာရေးတဲ့မှာလေကောင်းကင်ဘုံကိုဘလို့သွားအောင်လဲဆိုတာရေးထားကြောင်းပါပြောပြခဲ့ပါသေးတယ်။အဲ့လိုဆိုလို့ဒီလူမှာမိသားစုမရှိဘူးလားလို့မထင်ပါနဲ့။ဇနီးလေးယောက်ရှိပြီးတော့သားသမီးလည်းရှိပါသေးတယ်။အဲ့ဒီအချက်ကပဲလူတွေအတွက်သူ့ကိုယေရှုဟုတ်ဘူးလို့ထင်ကျင်စရာဖြစ်စေခဲ့တာပါ။ဒါပေမဲ့လည်း तू ကယေရှုဝင်စားတယ်ဆိုတာယုံကြည်သူကတသန်းတော်တွေရှိနေပါသေးတယ်။ဒီလူကတော့အာဖရိကမှာမဟုတ်ကန်ညာမှာမဟုတ်ပဲနဲ့တကောင်လုံးကလူတွေကိုကယ်တင်မယ်လို့ဆိုပါတယ်။ ြောရမယ်ဆိုရင်သူ့အနေနဲ့လည်းနိုင်ငံတော်တော်များများကိုခီးရီထွက်ခဲ့ပြီးပါပြီ။ရိုးရိုးထွက်တာတော့မဟုတ်ပါဘူး။တာနာပြုတ်ခီးရီထွက်ခဲ့တာပါ။ဒါကြောင့်လည်းသူ့တကဘာလုံးကတည်နေပြီလို့လည်းအခိုင်အမာပြောခဲ့ပါသေးတယ်။ဒါနဲ့မကသေးပါဘူး။သူ့လူငယ်တဲ့နှစ်တထောင်ကကိစ္စနဲ့ပတ်သက်ပြီးအဲ့လိုကလူသားတွေရဲ့အပြစ်တွေဘလို့အပြစ်ပေးခြင်းလဲလို့မေးခဲ့တဲ့သူပါရှိပါတယ်။သူကတော့အဲ့ဒီတော့ကလူသားတွေကိုခွင့်လွှတ်ပေးဖို့အတွက်အဖေဘုရားသခင်စီမှာမိန်းတိုင်းစုတောင်းခဲ့လို့ပဲပြန်ဖြေခဲ့ပါတယ်။အဲ့ဒါအပြင်အခုကမ္ဘာပေါ်မှာဖြစ်နေတဲ့ကိစ္စတွေက မြင်းငယ်ချင်းငါးကောင်ဆိုတဲ့မကောင်းဆိုးရွားရဲ့ကြောင့်ဖြစ်ပြီးနောက်နှစ်မြင်းပြူကြီးပေါ်လာတဲ့အချိန်ဖြစ်နေတဲ့များမကောင်းတာကုန်ပျောက်ကွယ်သွားလိမ့်မယ်လို့လည်းဆိုပါသေးတယ်။မြင်းပြူကြီးပေါ်လာရင်လည်းမြင်းကနေအကြီးကြီးလောက်အောင်ပါပါတယ်။ဒါတွေကတော့သူပြောတဲ့စကားတွေပါ။ဒါကြောင့်မမ်မလားမမ်မလားဆိုတာတော့ဘယ်သူမှမသိပါဘူး။ဒါပေမဲ့လည်းအဲ့ဒီရက်ကသူတွေကလည်းသူတို့ရဲ့ယေရှုကအနာဂတ်ကိုအကုန်သိရဆိုပြီးပြန်ထောက်ခံပေးခဲ့ကြပါတယ်။ရန်ကျင်စရာအကောင်းဆုံးတစ်ခုကတော့ဒီလူကိုရဲရီယာဖမ်းခဲ့ဖို့ရဆိုတာပါပဲ။ ဖမ်းတဲ့အကြောင်းကြီးကတော့ယေရှုပြစ်လိမ့်လဲဆိုပြီးတော့ပါဒါပေမဲ့ဖမ်းသားပြီး9ရက်မြောက်နေ့မှာပဲသူ့ကိုပြန်လွတ်ပေးခဲ့ကြရပါတယ်အကြောင်းကတော့သူ့ကိုဆက်ဖမ်းထားဖို့အတွက်ဘာအကြောင်းပြချက်မှမရှိလို့ပါပဲဒီကိစ္စဖြစ်သွားတာကြောင့်ယုံကြည်သူတွေရှော့သွားရတော့မထင်ပါနဲ့သူစင်သူကြီးဆိုပြီးတော့ပုံလုံးတော့တိုးလာပါသေးတယ်လူချင်းမင်းတို့ရောဒီလူကိုယေရှုဖြစ်မယ်လို့ထင်လားဗျဖြစ်နိုင်မဖြစ်နိုင်ဆိုတော့ကိုကိုကိုပဲစဉ်းစားကြည့်ကြပါဗျအစုံတွေကြည့်ရှုပေးခဲ့ကြတဲ့အတွက်ပြိတ္တတယောက်ချင်းတိုင်းကို ကျေးဇူးများလိုက်တက်ပါတယ်နောက်ဗီဒီယိုတွေမှာပြန်တွေ့ကြပါမယ်ဗျာ